လူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံပြီးချစ်မြေ့ပြီး relationship တစ်ခုခိုင်မဲ့ခြင်းရဲ့နောက်ွယ်မှာအကြောင်းတရားတွေများစွာရှိပါတယ်။အဲ့ဒါလိုအကြောင်းတရားများစွာထဲမှာအကြောင်းတရားလေးတစ်ခုကိုပြောပြခြင်းပါတယ်။အပြန်အလှန်ကောင်းကျိုးဆောင်ရွက်မှု တကယ်စစ်မှန်တဲ့ချစ်ချင်းမေတ္တာဆိုတာမျိုးကတယောက်ကိုတယောက် supporting ပေးနိုင်ရမှာဖြစ်ပါတယ် support လုပ်တယ်ပံ့ပိုးတယ်ဆိုတာက ငွေကြေးဆိုတဲ့ financial support တစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူးစိတ်တကြတဲ့ချိန်မှာစိတ်ခုနာပေးမှုအားငယ်တဲ့ချိန်မှာနှစ်သိမ့်ပေးမှုဆိုတဲ့ mental support တွေနဲ့လည်းကိုချစ်တဲ့သူကိုပံ့ပိုးပေးနိုင်ပါတယ် sharing is caring ဝေမျှခြင်းဟာကယုဆိုင်မှုပါပဲစိတ်ပိုင်းဆိုင်ရာဘလောက်တန်မာတဲ့သူပဲဖြစ်ဖြစ် ပြိုလဲတဲ့အချင်းဆိုတာရှိနိုင်ပါတယ် ဘယ်အရာမှမဆိုတယောက်ထဲလဲရက်တည်ရင်ဆိုင်နိုင်သူဖြစ်ပေမဲ့ပြိုလဲတဲ့အချိန်မှာအနာကကိုချစ်တဲ့သူရဲ့ဖေးမမှုကိုမျှော်လင့်မိတကြတာမျိုးပါပဲ mental support ဟာလူတယောက်အတွက်အများကြီးလိုအပ်တာဖြစ်လို့နေ့စဉ်ဘဝမှာကြုံတဲ့အဖြစ်အပျက်လဲတွေကို မျှဝေပြောပြရမယ်ရှင်ဖွင့်ဖို့တိုင်ပြင်ဖို့တိုင်ပြင်ဖက်ချစ်သူမျိုးရလာခဲ့ရင်ဘဝမှာကံအကောင်းဆုံးဆုလက်ပါပဲ။ လူတချို့မှာရှိတတ်ပါတယ်တိတ်ချစ်လွန်းလို့ဟိုမသွားရဘူးဒီမသွားရဘူးဒါမဝတ်ရဘူးဒီလိုနဲ့စကားမပြောရဘူးစသဖြင့်ပြစ်ပြင်းတားဆီးနေတာတွေအဲ့ဒါတွေကအချစ်မဟုတ်ပါဘူးတဖက်လူရဲ့အငုံစိတ်ကြောင့်ဖြစ်လာရတဲ့ toxic အတွဲတွေပါအဲ့ဒီ toxic တွေကိုသဲမခံနိုင်တော့တဲ့အချိန်မှာဘယ်တော့ပဲချစ်နေပါစေ relationship တခုဟာဆုံးသက်သွားရမှာပါပဲ တယောက်နဲ့တယောက်နားလည်မှုမရှိတော့တဲ့အခါ respect ကင်းမဲ့သွားတဲ့အခါတန်တရားဝင်လာတဲ့အခါယုံကြည်မှုပြတ်သုံးသွားတဲ့အခါဆက်ဆံရေးတစ်ခုဟာအဆုံးသတ်ပြတ်ဆဲသွားရတော့တာပါပဲရှိဆက်ဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးအဲ့ဒါကြောင့်အပြန်အလှန်ကောင်းကျိုးဆောင်ရွက်ကြရင်နားလည်မှုရှိရှိနဲ့ရင်ကျက်စွာချစ်တတ်ဖို့လိုပါတယ်ရင်ကျက်စွာချစ်တယ်ဆိုတာဘယ်လိုမျိုးလဲမရင်ကျက်သူတို့ရဲ့အချက်သာ ချစ်လို့မချုပ်ချယ်တယ်လို့ဆိုတယ်။ရင်းချက်သူတို့ရဲ့အချစ်သာချစ်လို့လွတ်လပ်ခွင့်အပြည့်ပဲတယ်။မရင်းချက်သူတို့ရဲ့အချစ်သာချစ်လို့တဝန်တူတယ်လို့ဆိုတယ်။ရင်းချက်သူတို့ရဲ့အချစ်သာချစ်လို့ယုံကြည်မှုအပြည့်ပဲတယ်။မရင်းချက်သူတို့ရဲ့အချစ်သာချစ်မလို့ပိုင်ဆိုင်ခြင်းတယ်လို့ဆိုတယ်။ရင်းချက်သူတို့ရဲ့အချစ်သာမပိုင်ဆိုင်ရလဲခြင်းနဲ့တယ်။ မရင်ချက်သူတွေရဲ့အချစ်သာအတ္တတွေနဲ့ပူလောင်တယ်။ရင်ချက်သူတို့ရဲ့အချစ်သာမေတ္တာတွေနဲ့အဲမြတယ်။အဲ့ဒီလိုလိုနှအိုးသားရဲ့ရင်ချက်ခြင်းမရင်ချက်ခြင်းခံယူချက်စိတ်နဲ့သဘောထား mindset နဲ့ပြောကြတဲ့စကားတွေပြုမှုဆောင်ရွက်ချက်လုပ်ရက်တွေက relationship မှာတက်ရောက်မှု impact တွေဖြစ်သွားစေတယ်။အဲ့ဒါကြောင့်ပြောဆိုပြုမှုခဲ့သမျှကိုအမြဲတစေပြန်လည်ဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်။ သူ့ရဲ့လုံရက်တွေကကိုကိုထိခိုက်စေသလားကိုကိုကောင်းကျိုးဖြစ်စေလားကိုအတွက်စိတ်ညစ်စရာတွေပဲပေးနေတဲ့သူလားကိုကိုပျော်ရွှင်စေတဲ့သူလားစသဖြင့်စမ်းစစ်သုံးသပ်ကြည့်သင့်ပါတယ်ကိုဖက်ကလည်းငါသူ့ကိုပြောလိုက်တဲ့စကားတွေမှာမေတ္တာပါဝင်ရဲ့လားငါအတ္တတွေအတွက်ချေပဲဖြစ်နေလားသူ့ဖက်ကိုရောထဲအတွက်ပဲရဲ့လားကိုဖက်ကိုချေကြည့်နေခဲ့တယ်လို့ဖြစ်နေလား ဆိုတာမျိုးလဲတွေတုံးသက်ပြီးကို့ဖက်ကလိုအပ်ချက်တွေမှားခဲ့တာတွေရှိရင်လဲအဲ့ဒီအတွက်ပြန်လဲပြင်ဆင်မှုတွေပြုတ်လုပ်မယ်ဆိုရင် အကောင်းဆုံးရှေ့ဆက်နိုင်မှာပဲဖြစ်ပါတယ်။